ားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းရွှေကအတက်ကျနှစ်ကြိမ်တိတိရှိပေမဲ့90အတက်နဲ့ပဲဈေးပိတ်သွားပါတယ်ဒီနေ့က24ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်ညနေပိုင်းထိုင်းရွှေဈေးကတော့90တက်ပါတယ် 66.5ခန်းရှိတဲ့ဒိုင်းရွှေကဲသေးဆိုင်ကရောင်းနေဈေးက48,500နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးကတော့48,450နဲ့ပေါင်ဈေးရှိပါတယ်။လက်ဝယ်ရလာဈေးတွေကတော့ဆိုင်ကရောင်းနေဈေးက49,300နဲ့မှ90ဆိုင်ကလက်ခံတဲ့ဈေးက48,592.3နဲ့ပေါင်ဈေးရှိပါတယ်။ကမ္ဘာချွေတအောင်စကိုဒေါ်လာ3,019.53နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းဘတ်ငွေ33.68နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ 96.5ကနေရှိတဲ့ဒိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်ခ200ရှိပါတယ်။လက်ခပီးစီးဒိုင်းရွှေခဲတစ်ပတ်သားကို48,950ဈေးနဲ့ပေါင်းစည်းရှိပါတယ်။ဆိုင်ကလက်ခနဲ့ဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က48,450ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။အဝေးရနိုင်လက်ခတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ1000ရှိနေပါတယ်။ မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစည်းနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့ထိုင်းရွှေလက်ဝိရဏတပတ်သားကိုပြန်ရောင်းမယ်ဆိုရင်ဆိုင်က900ကျင်းနှုန်းဖြတ်ပြီးတဲ့ပြင်ကို4500ကျော်စီးနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကလက်ရှိမှာအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုရင်တော့ရွှေအခဲကိုပဲဝယ်စုထားကြပါလို့ကျွန်တော်ကတော့အကြံပြုချင်ပါတယ်။ထိုင်းရွှေအခဲကလက်ဝိရဏနဲ့စားလို့ရှိရင်လက်ခစည်းနှုန်းကအများကြီးတက်တာမှာဖြစ်ပါတယ်။ ထိုင်းရွှေအခဲကိုဝယ်စုတော့မယ်ဆိုရင်တော့ရေရှည်အနေနဲ့စဉ်းစားပြီးတော့ဝယ်စုကြပါလို့ကျွန်တော်ကတော့ကြံပြချင်ပါတယ်ရွှေကိုဝယ်စုထားခြင်းဖြင့်နောက်တစ်ချိန်မှာရွှေစည်းတက်လို့ရှိရင်ငွေကတိုးပွားလာနိုင်ပါတယ်ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ခြင်းနေဆိုရင်တော့လက်ခစည်းသက်သားတဲ့နေရာကိုကျွန်တော်လမ်းညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်ထိုင်းရွှေကရဘတ်သားကိုလက်ခ၂၀၅ဘတ်သားတိဝယ်မယ်ဆိုရင်လက်ခအကုန်ကြမရှိပါဘူးထိုင်းရွှေစည်းငွေစည်းတွေကိုအများအားတင်ပေးပါတယ်ထိုင်းရွှေစည်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးမင်းမင်္ဂလာပါ